ဟုတ်ကဲ့ဆိုရှင်ဒီနေ့တော့ဇွန်နေပဲဟိုပြောင်းလိုက်မယ်နော်။ဘာလို့ဆိုရှင်ဒီလိုကဆိုရင်တောင်းတော့လေ။ဒီလိုကဆိုရင်တောင်းမယ်ဆိုရင်ဒီ browser တစ်ခုဖွင့်လိုက်နော်။ Yeah, ကျက်တဲ့ browser ဖွင့်နော်။ Chrome လေးရတယ်။ Microsoft လေးရတယ်။အစီအမီရအောင်ဖွင့်။ Okay. ဒီကနေပြီးတော့ရှင်တို့ဒီကောင်ရိုက်ရှာလိုက်ရပြီနော်။ဘာလို့ဆိုဒီလိုကဆိုရင်ရိုက်ရှာလိုက်ရပြီ။အဲ့ဆိုသူရဲ့ official website နိဒီကောင်နော်။ဂျီဒူကပေ့ချ်ကြီးကသူရဲ့ official website တွေမှာတိုက်ရိုက်တော်ပြီးတောင်းရုံပဲ။ဂျီဒူကဆိုရင်ဒီ ရှုအော်တကတ်တခြားဆိုရလေခရက်ဖြည့်စရာမလိုဘူးဒီပါနော်သူရဲ့ official version ပဲဒီပါတိုင်းဝင်ထားလို့ရတယ်နော်ဂျီတူက free song ပဲနော်ဒီရဲသွားပြီးတော့ရှုဘာလို့ပါဆို download လုပ်ပါလေ download လုပ်ပါဆိုတော့ဒီတတိယအကြောင်းပြောပါ download တော့ဆိုတဲ့ command ရှိတယ်နော်ဒါလေးဝင်သွားတယ်ဝင်ပြီးဒီပါပါနော်အခု version ရတူနှစ်ခုပြီးရတယ် 8.25a နဲ့7.11 ਨੇ နှစ်ခုနော်ဘယ်ကဒီ latest version download လိုက်မယ်လေ 8.25a download လိုက်မယ်နော် okay ဲ့ဒါလေးနေပြီးကနာစောက်လိုက်ဒါတော့ဒါတော့နေနေကြတာလေးနဲ့ကြာနော်ဒီပါကြလာပြီမရှိကြလာပြီဒီကောင်ကြလာပြီဆိုရင်ဒီကောင်ဖိုတော့ဖွင့်မယ်ဖိုတော့ဖွင့်ပြီဒီမှာဒီခုနဒေါင်းလုံးဆိုရဲဖိုင်လေးလေး အပူရီပွက်လာလိမ့်မယ်ပွက်လာရင်ဒီကောင်ကတပည့်ကလေးထောက်ပြီးတော့ install တင်လိုက်ရပါမယ်။နောက်ဘာမှသိမခက်ဘူးကွာဂျီတူကဆိုရင်တက်တာ။ Okay ကျွန်တော်ဆက်။ရပြီနော်။အဲ့တော့ဒီမှာကြားလိုက်ပါဒီလို့ပြောရင်သဘောတူချက်တွေပေါ့။ဒီဒီတစ်ချက်လေးတွေပါလေသဘောတူပါဘာညာပေါ့။နော်ဒါလေးယူရအောင်နော်ဖတ်ကြည့်လေရတယ်နော်။ညာရေးပစာတွေကတော့အခုဒီကောင်လေးမဖတ်တော့ဘူးနေဒီကောင်။နော်သူပြောတဲ့အချက်လေးတွေသဘောတူသွားပြီဆိုပြီးတော့ဒိုကြီးဆူဆိုတော့ဒီကောင်လေးနေလိုက်။နော်ဖတ်ကြည့်လေရအောင်ဒိုကြီးဆူတွေနေလိုက်။ နေပြီးလို့ရှိရင်ဒီမှာစုကြည့်ရဲဆိုရင်ကောင်းလို့ရှိရဲ။နော်။ဒီကောင်သူ့သူ့တဘောသူ့အချက်လက်တွေတဘောသူ့ပါပဲ။အရှိအရှိဆက်ရှေ့ဆက်တော့လို့ရပါလိမ့်။အဲဆိုတော့ဒိုအီဆူတွေနေလိုက်။ဆိုရင်စုကြည့်ရဲတော့လို့ရမယ်။ပြီးရှင်ဒီပါပေါ့နော်။ဒီဖိုတာပေါ့။ဂျင်ရီကန်ဖိုတာကိုအဲ့တူဘေဘေဖိုင်နီမှာစီမလေးပေါ့နော်။ဒီဆော့ဝဲကိုလေဘေဖိုရာမှာစီမလေးပေါ့။နော်ဒီညာဘက်ပါလိဆန်ရှိုးဆိုတဲ့ကောင်ရှိတယ်ဒါလေးနေလိုက်အခုကတည်းကစီရလေစီရပြည့်နေလို့ဤထဲမှာစီလာမယ်နော် ကိုကြိုက်တဲ့ folder မှာစီလိုက်ရအောင်နော်မရှိပြီးတဲ့ပါဒီကောက် install တက်လာတယ်အဲပြီးလို့ရှိရင်စီကြည့်ရအဲ yes ပါနော်ဒီတော့စီပါလားဆိုတော့စီပါပြီးဒီကောက်နော်စီကြည့်ရပဲပေါ့နော်စီကြည့်ရပြီးဒီကောက်လေးကဘာမေးရလဲဆိုလို့ရှိရင်လေဒီ desktop dekusu to အဲ desktop တော့ပူဝင်နေတဲ့ icon ကိုစကုစေးစုလို့ဘာလဲဆိုဒီ desktop မှာရှိ icon လေးရှိရလေဒီ icon လေးဒီပါဒီ software ဆို icon လေးရှိရတယ် dilo angle ni dilo bo no di dilo ga angle desktop ma thau ma la mi da thau mae so lo shin a ngat chit lai no bi su ye twa bi install lo da so in desktop ma angle cha la le ba no khuna thau mae so mi lai de ni ba no cha lai ok khan ni yo bi so mai အဲ့ဆိုရှင်ဒီကောင်ဖွင့်ကြည့်လိုက်တော့ဗျာနော်ဒီလိုကောင်တစ်ပတ်ကလေးထောင်ပြီးဖွင့်ကြည့်လို့ရတယ်ခဏပဲနော်ဘာမှမကြောက် နော်သူကဆက်အဲဆက် requirement အများကြီးမလိုဘူးနော်နည်းနည်း4 kilo ဆိုပြီးပြပါတယ်4 kilo ဆိုဆက်လို့ရတယ်နော်အရင်လည်းမလိဘူးပေါ့အော်ပြီးရင်မရှိတော့ဒီကအကောင်လေးဆိုရင်ဂျပန်စာလေးဖတ်လို့ရတယ်ကွာခန်းကြီးလေးဒီမှာရေးထားတယ်ခန်းကြီးလေးခန်းကြီးလေးဖတ်လို့ရတယ်ဒီဒီပါလေဒီအပေါ်ကဒီကောင်လေးကကြာဘယ်လိုခေါ်လဲဆို control bar လို့ခေါ်တာဒီကောင်လေး control bar စာလေးဆိုဒီမှာ consumer လေးဖြစ်နေဘာမှဖတ်လို့မရအောင်နော်ပင်ဒီ7နှစ်ရဲ့စာရည်တော့ကြည့်အောင်7နှစ်ရဲ့စာကြည့်မယ်ဆိုရင်ဒီ7 day တဲ့တော့ ဒီအပေါ်ဆုံးအကြောင်းပါနော်ကီဟိုစက်တေရီလို့ဖတ်ပါဒါလေးစက်တေရီတွေကကီဟိုစက်တေရီတွေသွားမယ်ဆိုရင်သူကဒီမှာဒီ GDP ကနေပတ်သက်စက်တေရီလေးဒီဂျပန်လိုရေးတာရှိမှာကွာဒီကောင်လေးလည်းဘာမှဖတ်လို့မရအောင်နော်အဲ့ဆိုဒီကောင်လေးကိုဖတ်လို့ရအောင်အရင်လုံးကြည့်လိုက်ပါလုံးမယ်ဆိုလို့ရှိရင်ပြေးရမယ်နော် sorry တော့ဘာပြမနေရအောင်ဆို region setting ပြင်ပေးရမယ်နော် region setting အဲ့ဆိုမြစ်စီနေသွား region setting နေသွားပြီ တော်ပြီးလို့ရှိရင် region setting နဲ့မှာပါလိရှိတယ်ဆိုတော့ရှင်ဒီညာဘက်ပါလိ addition နဲ့ date time and region setting ဆိုတာရှိရယ်နော် region setting သွားပြည့်မယ်ပေါ့အာပြီးလို့ရှိရင်ဒီပါနော် region ရဲ့အောက်မှာအဲဒီ chain date dial number format format ဆိုတဲ့ကောင်းလေးရှိတယ်ဒီနော် region format သွားပြည့်မှာအာအခုကဘာပြင်ရမလဲဆိုရင်ဒီ format မဟုတ်ပဲね format ရဲ့ညာဘက်ကလေ administrative တဲ့မှာနော်ဒီတွေကောင်းလေးပြင်ပေးရမှာ ဘေကောင်လေးဆိုရင်ဒီမှာဒုတိယအကြောင်းလေးရှိတယ် language for တဲ့ non unicode program အဲဆို unicode နဲ့မလုပ်ထားတဲ့ program တွေအတွက်လေ language ကိုပါထားပါလေပေါ့သူကပါထားရဲဆိုလို့ရှိရင်ဒီမှာ current language for တဲ့ non unicode program ဒါဆို unicode နဲ့မလုပ်ထားတဲ့ program တွေအတွက် language ကိုသူအင်္ဂလိပ်ထားရတယ်ဒီကောင်လေးကို japanese ဖြစ်အောင်ပြင်မိအောင်တရှိရရပေါ့ဒီနော်အဲဆိုပြင်မယ်ဆိုရင်ဒီညအောက်ပါလေ change system location လာမသိဘူးဒါလေးရှိရနော်နေလိုက်အမှန်တော့ current system လို့ခေဟုတ်မရှိဘူးဗျာအင်္ဂလိပ်နေရာမှာ spanish ပြောရရပါပြီ spanish spanish တိတ်ဟာပြီဒီကောင် okay နေပြီလေ reset တော့ခဏချပြရအောင်နော် reset တော့ကောက်ချပြလိုက်ရတယ် okay အစရှိခုနကလောက်တာရယ်နော်အာ region setting change ပြီးတော့ reset ချလိုက်ပြီအဲဆိုတစ်ခေါက်ပြန်ဖွင့်ကြည့်တာမျိုးဒီလိုကပေါ့ ပေါ်တော့တယ်နော်ဒါကဂျေရူကကိုတစ်ခေါက်ပြင်ပေးကြည့်တာတခါပြန်ဖွင့်ကြည့်ရစရာဒီ control bar ဇာတိကြည့်လိုက်ပါဒီ control bar ဇာတိဆိုရင်ဒီမှာကျွန်တော်ဇာတိဖြစ်သွားပြီနော်ကျွန်တော်ဇာတိဖြစ်သွားပြီပြီးဒီမှာပေါ့ခုန setting ရဲ့ဇာတိပြည့်စက်သွားကြည့်ရအောင်နော် setting ရဲ့ဇာတိမှာဒီ consumer တွေမဟုတ်တော့မနေဂျပန်လိုလိုက်ဖက်လို့ရတယ်ပါနော်ဒီဇာတိကတူ ခုဆက်ဆက်ပေါ်မူတည်ပြီးတော့တချို့မတူရဲစာလေးရရှိမယ်နော်အကောင်လုံးအကောင်လုံးလေးတူတူပဲဒီတိုင်းပဲဖြစ်မှာမဟုတ်ဘူးနော်အဲဒါပဲအထိပ်ပြရတော့တူတူပါပဲပေါ့နော်ဖြစ်သွားပြီပေါ့အစပေါ်ရှိမယ်မရှိရောโอเคဒီလည်းရပြီပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင်ရှုဒီဒီကောင်ပေါ့နော်ဒီကောင်ကိုဘာလုပ်ခေါ်လဲဆိုစတက်တပ်ဘာလုပ်ခေါ်လဲဒီစတက်တပ်ဘာစာပါဆိုလဲဒီပါ question mark လေးရှိသေးတယ်ဟဲ့ဒီအဲဒီကောင်လေးလည်းရရှိလို့အားဒီပါဆိုလို့ရှိရင်ဂျပန်ကနေဖြစ်ရမှာပေါ့ဆိုလို့ရှိရင်နော်ဒီကောင်လေးလည်းပြည်တာဟုတ် ဒီ setup ပါဗောနော် setup ပါနောက်ဘို့ comment ပါဗော comment ပါစာလေးလေးဂျပန်လမ်းဖြစ်အောင်ပြင်လို့ရတယ်ပြင်မယ်ဆိုရင်ဒီကောင်ဘာနဲ့ဆိုင်လဲဆိုရင်ဒီဒီကောင်နော်ဒီ setting နေရစာလေးရကျတော့သူက region နဲ့ဆိုင်ရပါဒီ comment လမ်းရစာလေးကျတော့ region နဲ့ဆိုင်ဘာနဲ့ဆိုင်လဲဆို display language နဲ့ဆိုင်ဘာလို့မရှိ display language ကိုချိန်ပြရမှာဗော display language ချိန်ချင်အင်းဒီတော့ပါလေ language setting နဲ့သွားလာ MGG ပေါ့ language setting နဲ့သွားနော် language setting နဲ့မှာဒီမှာပေါ့ဒီ window display language ပါလေဒီမှာမရှိဘာလို့ရှင်းလားဆိုရင်ညီုံကောက်လို့ရှင်းလားနော်ဒါဆိုဒီ window display language မှာညီုံကောက်ဆိုတဲ့ကောင်ကြီးရှင်းနိုင်ရတယ်ဟောဒါပေမဲ့ဒီကောင်ချင်းမဲ့ဆိုရင်တော့ရှင်း display language တွေအကုန်လုံးကလေဒီပေါ့ဒီ language တွေအကုန်လုံးကဂျပန်သားတော့ကြောင်းသွားမှာနော်ဒါလေးပေါ့ဒီ display ကပြတဲ့ language အကုန်လုံးကလေဂျပန်သားတွေကြောင်းသွားမှာနော်ဒါလေးရှင်းရဒီဒီနော်ဒီကောင်လေးလည်းဂျပန်သားတွေကြောင်းသွားနေတယ်ညာနော်ကြောင်းကြည့်လိုက်ပါဦး ပြင်ပြောင်းခြင်းလေအဲပြင်ပြောင်းခြင်းလေပြောင်းလို့ရတယ်လေ Okay ဒါဆိုရင်နော်ဒီ Windows Display Language မှာမျိုးဘောပြောင်းလိုက်အဲ့ဆိုတော့ sign out တော့လောက်ခိုင်းတယ်နော် sign out လုပ်လိုက်ရပြီ Okay okay အဲ့ဆိုရင်ခုနအောင်ပါလေအဲ Windows Display Language မှာချိန်ပြီးသွားတယ်လीချိန်ပြီးသွားတဲ့အခါတော့ဖွင့်ကြည့်တာ နော်ဒါဆို region language နဲ့ချိန်ပြီးသွားပြီ window display language နဲ့ချိန်ပြီးသွားပြီချိန်ပြီးသွားပြီဆိုရင်ဒီပါ region language ပေါ့ region language ပါလေအရှိတပါ setting ရဲ့စာလေးဂျပန်လိုကိုလိုက်ခက်လို့ရပြီဒီ window display language ဆိုရင်ဒီ command လေးတစ်ချက်ယူကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအောက်ပါပေါ့အဲဒီ command line ရဲ့စာလေးနဲ့ဂျပန်လိုခက်လို့ရသွားပြီနော်ဒါ instruction တွေပေးတဲ့နေရာလေးပေါ့နော်ဒါဆိုလို့ရှိရင်အရှိတပါနော် command line ရဲ့စာလေးအဲ command line စာဂျပန်လိုခက်လို့ရသွားပြီပေါ့ဟုတ်တယ်တခုရရှိရကွာ ဒီ display language ရကြတော့လေတချို့ window တွေဆိုလို့ရှိရင်ရှိဒီမှာအင်္ဂလိပ်စာတခုတည်းသုံးရတဲ့ဟိုမှာရှိရပေါ့ window တွေရှိရအဲ့ကြရင်တော့ရှိဒီကောင်လေးတော့ live ဖတ်လို့မရဖြစ်တော့ပေါ့ဒါနေရပါတယ်နော်ဒီကောင်လေးကတိတ်နေလို့ရှိဘူးလေအဓိက setting တွေကစာရင်းဖတ်လို့မရရပါပြီနော်ဒီစာရင်းဖတ်လို့မရရပါနော်ဒီ display language ပြောင်းလို့မရတဲ့လူတွေကကျတော့ဒီအောက်ကစာလေးပေါ့ဒီ display language ပါလေတချို့ window တွေကအင်္ဂလိပ်စာတခုတည်းသုံးရတာ တော့ဒီလိုအခြေအနေကြရတော့ဒီအောက်ကစာလေးတော့အဲ့ဖက်လို့မရအောင်ဖြစ်သွားဘူးဒါလေးမရှိပါဘူးနော်ဒီအောက်ကစာလေးတိတ်မများပါဘူးတခြားမရှိတာနော်ကွန်မန်းတစ်ခုတခြားမရှိတာနော်ဒါကိုကြည့်ပြန်ထုတ်ပြမယ်နော်ဒီစီ Okay, doesn't get any